မင်္ဂလာပါကျွန်တော်ဒီနေ့ဖတ်ပြပေးသွားမှာကဒေါက်တာဖြိုးတီဟာရဲ့အကောင်ဆုံးသောနေထိုင်နည်းဆိုတဲ့စောင်းမလေးဖြစ်ပါတယ်တခါတလေစိတ်တက်ကြတဲ့အခါလမ်းပြောက်တဲ့အခါကိုကိုကိုအသုံးမချဘူးထင်လာတဲ့အခါမဘဝကိုဘယ်လိုနေရထိုင်ရမလဲဆိုတဲ့ guideline တစ်ခုခုကို ပြန်နားထောင်ခြင်းလာတယ်တိုက်ကြည့်ခြင်းလာတယ်ဗုဒ္ဓတရားတော်တွေတဲကနေရှားဖွေကြည့်တယ်အဲ့ဒီလိုနဲ့ ဒီတရားကို နာမိပါတယ်။တာဓုတရား၄ပါးလို့ခေါ်ပါတယ်။တာဓုရဲ့အဓိပ္ပာယ်ကအကောင်းဆုံးအမျက်ဆုံးလို့ဆိုလိုပါတယ်။တန်မိုးရှိတဲ့လူဘဝတစ်ခုကိုရဖို့အကောင်းဆုံးနေထိုင်နည်း၄ခုလို့ပဲ ဆိုပါတော့။နံပါတ်၁ဘဝရည်တည်ရည်တွဲအသိပညာနဲ့ပြည့်စုံအောင်ကြိုးစားအထောက်ရမယ်။နံပါတ်၂ကိုရလာတဲ့ပစ္စည်းဥစ္စာတွေအခွင့်အရေးတွေကိုညှဝေသုံးဆွဲရမယ်။ အများကိုအကျိုးပြန်ပြုရမယ်။နံပါတ်၃အောင်မြင်တဲ့အခါဘဝင်မမြင်ပဲနှိမ်ချတတ်ရမယ်။နံပါတ်၄ကြာရှုံးမှုတွေနဲ့ကြုံတဲ့အခါမတုံ့လှုပ်ဖဲတည်ငြိမ်မှုရှိရမယ်။တူအောင်ချုပ်ပြော်ရရင်တော့အတားနဲ့ပရညရမယ်ပေါ့။အကောင်းအဆိုးလောကဓာတ်တွေနဲ့ကြုံတဲ့အခါဥပ္ပိ္ခာတရားထားနိုင်ရမယ်။ဒီနှစ်ချက်ပေါ့။ဒါဆိုရင်တန်ဖိုးရှိတဲ့ဘဝတစ်ခုရနိုင်ပြီလို့ဆိုပါလေ။ တစ်ချက်ချင်းစီပြောရရင်နံပါတ်1အတားနှင့်ပရမျှတာဖို့မကြခဏရေးဘူးသလိုပဲသူများကိုတခုခုပေးခြင်းနဲ့သူက ကို့မှာပေးစရာဘာမှမရှိလို့မရပါဘူးပေးစရာတခုခုရှိနေအောင် အရင်လုပ်ရပါတယ်သူများရေနစ်တာကိုကယ်မဲ့သူကအရင်ရေနစ်နေလို့တော့မရဘူးပေါ့ခစ်တွေကလည်းပြောင်းနေတော့မနေ့ကတိထားတာနဲ့ဒီနေ့အတွက်ကမလုံလောက်တော့ဘူး ဒါကြောင့်အသိပညာနဲ့ပြည့်စုံအောင်သင်ယူလိုစိတ်ဟာတိတ်အရေးကြီးပါတယ်။အဲ့ဒါမရှိရင် ကိုကိုကို လုံလောက်ပြီးထင်ပြီးပိတ်ထားရင်ဒီဘက်ကမှရက်တည်ရေးအတွက်ခတ်သွားတတ်ပါတယ်။အဲ့ဒီလိုစူးစမ်းလို့ပစ္စည်းတွေငွေကြေးတွေဥစ္စာဒဏ္ဍာတွေပိုင်ဆိုင်လာတဲ့အခါကိုရဖို့တဲပဲမစင်စားနဲ့လိုအပ်နေသူတွေကိုမျှဝေကူညီဖို့လိုမယ်။ဒီလိုကူညီတာကလည်းရသည့်စိတ်ဖြေမဖြစ်ဖို့လိုပြန်ပါတယ်။ ဥပမာကိုကမတရားတဲ့နီးနဲ့ပတ်စံတွေရှာခဲ့တယ်နာမည်ပြက်မှာငရဲကြီးမှကြောက်တယ်ဒီတော့တစ်ဖက်ကနေပြန်လှူပေးတယ်ရတာက3300ပြန်လှူတာက3300ကို့ကြောင့်ထမင်းဝသွားတာကတရက်ပြက်ကုန်ညားတဲ့ဘဝတွေကအများကြီးဒီလိုမဖြစ်ဖို့လေလိုပါသေးတယ်တံမိုးရှိတဲ့လူဘဝရဖို့မှာတမာအာဇီဝကြကြအတက်မွေးဖို့တိတ်အရေးကြီးမှန်း ်ခရိုနီတွေအဘတွေတိတ်ပေါ်တဲ့သူတို့လောက်ရက်တွေရဲ့စိုးကျိုးတက်ရောက်မှုတန်ကိုကောင်းကောင်းမြင်ထားရတဲ့မြန်မာနိုင်ငံက လူတယောက်အနေနဲ့ပို့ပြီးတော့နားလည်လာရပါတယ်။နည်းနည်းဖြစ်ပြောခြင်းသေးတာက အခွင့်အရေးကိုမျှဝေရမယ်ဆိုတဲ့စကားပါ။အတော်လေးသဘောကျစရာ ကောင်းပါတယ်။သူသဖြင့်ကျွန်တော်တို့လိုလူမျိုးကြောင့်မွေးဖွားကြီးပင်းရာဒေသကြောင့် နာမည်ကျော်ကြားမှုကြောင့်အခွင့်အရေးတွေပိုရနေတဲ့သူတွေအတွက်ပေါ့ဗမာတိုင်းရင်းသားဖြစ်တဲ့ရန်ကုန်မှာမွေးတယ်အတိုင်းတာတစ်ခုထိပြည်စုံတဲ့မိဘစီမှာလူဖြစ်ရတယ်ဒါနဲ့တောင်နိုင်ငံတွင်းကလူတော်တော်များများထက်အခွင့်အရေးသာနေပါပြီအဲ့ဒါကိုကိုတော်လို့တက်လို့ထင်ပြီးကိုကိုကိုအဟုတ်မှတ်ကိုလောက်မှအခွင့်အရေးမရခဲ့လို့ကိုလိုဖြစ်မလာတဲ့သူတွေကိုဆရာပြန်လို့ငွေရှာနာမည်တိဆောက်တာတွေတော်တဲ့မှာပြီး ဗမာမဟုတ်တဲ့တခြားတိုင်းရင်းသားတွေအတွက်ရန်ကုန်မှာမမွေးဝဲကရင်နီမှာမွေးတဲ့ကလေးလေဒူညီသောပညာရေး၊ကျမ်းမာရေးအခွင့်အလမ်းရစေဖို့အတွက်ကို့မှာလက်ရှိရနေတဲ့အားသာချက်တွေကို အသုံးချသင့်ပါတယ်။ပရာဟိတာဆိုတာအများအတွက်ကောင်းမွန်တဲ့အကြောင်းတရားတွေဖန်တီးပေးခြင်းလို့အဓိပ္ပာယ်ရပါတယ်။အကျိုးပြုတာမဟုတ်ဘူးနော်။ကောင်းတဲ့အကြောင်းတရားတွေဖန်တီးပေးလိုက်တော့အကျိုးတရားကသူ့အလိုလိုဖြစ်သွားတာပါ။ ဒါကြောင့်လေနိုင်ငံရေးစနစ်ကောင်းမွန်လာအောင်လှုပ်ဆောင်ခြင်းဟာအနာဂတ်လူ့ဖွဲ့စည်းတွေပရာဟိတလုပ်ပေးလိုက်တာဖြစ်တယ်လို့နားလည်ထားနိုင်ပါတယ်။နံပါတ်1နှိမ်ချတတ်ခြင်းနှင့်မတုံ့လှုပ်ခြင်းကိုယ့်ရဲ့ငယ်ရွယ်နှုပြုမှု၊ကျမ်းမာမှု၊အောင်မြင်မှု၊ငွေကြေးချမ်းသာမှု၊နာမည်ကျော်ကြားမှုစတာတွေပေါ်မန်တက်တတ်ကြတာဟာ လူသဘာဝပါပဲ။အဲဒီမှာ ပျက်စီးခြင်းမမာနထောင်လွှားခြင်းအလွဲသုံးစားလုပ်ခြင်းတွေစလာတော့တာပဲ ဖြစ်ပါတယ်တကယ်ကမိုးပေါ်ထောင်ပစ်လိုက်တဲ့ကဲလုံးလိုအချိန်တန်ရင်အောက်ပြန်ကျလာမယ့်အရာတွေကြီးပါပဲဒါကိုနှလုံးသွင်းထားရင်ဒီအရာတွေရဖို့မဟုတ်တဲ့နီးနဲ့သူတို့ဘာကိုထိခိုက်စေမဲ့နီးတွေနဲ့မကြိုးစားမိတော့ဘူးရလာတော့မှလည်းမမတက်တော့ဘူးနှိမ်ချနိုင်သွားမယ်ပြန်လေဆုံးရှုံးသွားတဲ့အခါမှလည်းလူတာထက်ပိုပြီးတော့ မပူဆွေးရတော့ဘူးမတုံလှုပ်တော့ဘူးပေါ့ဒါကြောင့်ဒီနှစ်ခုကဆက်ဆက်နေတယ်လို့ပြောရတာပါ အကောင်းလောကရန်တွေပေါ်တာယာလွန်ခဲ့တဲ့သူဟာအစိုးလောကရန်နဲ့ကြုံရတဲ့အခါဘလို့မှမတည်ငြိမ်နိုင်ပါဘူးလက်ခုပ်တန်တွေချီးကျူးတန်တွေလူအများရဲ့ချစ်ခင်မှုတွေကိုမမောတောင်းတရင်ကဲ့ရဲ့တန်ဆဲဆူတန်တွေနဲ့ရင်ဆိုင်ရတဲ့အခါခံနိုင်ရည်မရှိတော့ဘူးပို့ပြီးတော့ပြိုလဲရတတ်ပါတယ်ဒီတော့ အကောင်းတွေနဲ့ကြုံလဲလောကဓာတ်လို့မှတ်ပါအဆိုးတွေနဲ့ကြုံလဲလောကဓာတ်လို့မှတ်ပါတစ်ပင်မှာလာနာကြတဲ့ငှက်ကလေးတွေလိုဝင်လာလိုက်ထွက်သွားလိုက်လုံနေချမှာပါပဲသူတို့နဲ့လိုက်ပြီး ကိုဆိုတဲ့တစ်ပင်ကြီးကရိန်ထိုးမနေဖို့လိုပါတယ်လောကဓာတ်ဆိုတာလောကဓမ္မဆိုတဲ့စကလုံးကနေလာတာမို့လူတိုင်းကြုံကြရတဲ့သဘာဝတရားတွေပါပဲအနည်းနဲ့များပဲกว่าကြပါလိမ့်မယ် ရှောင်လွဲလို့မရတာဖြစ်လို့ကိုဘလို့ရင်ဆိုင်မလဲဆိုတာကိုသာရွေးချယ်နိုင်ကြမှာဖြစ်ပါတယ်ခမညာ။